ိုရီးယားကအဆိုအဝါဆုံးတရေတွေကြောင်းကိုဒီကနေ့ကျွန်တော်တို့ MNM မြန်မာ channel လေးကနေတင်ဆက်ပေးပါပါပထမအဆုံးတရေကတော့ဆိုးမျိုးရဲ့အသက်တွေကျော်ဖြစ်တဲ့ဟမ်မြင့်ကပါဟမ်မြင့်ကနေ့လယ်ဘက်မှာဆင်တော်ပြင်ပြောစရာတွေကောင်းပြီးလူစီကားတဲ့နေရာတစ်ခုပါဒါပေမဲ့လို့ညာရောက်ပြီဆိုတဲ့အခါမှာမြစ်ကြီးကလူစားတက်ပါတယ်ဒဏ္ဍာရီတွေထဲမှာဆင်တော်ဟမ်မြင့်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတေးဆုံးသွားခဲ့တဲ့လူတယောက်ရဲ့ဝိညာဉ်ဟာအခုထိတိုင်ကိုမှရေထဲမှာပိတ်မိနေတယ်လို့ဆိုကြပါတယ်ဒီတရေဟာဆင်တော်ပြင်ညာဘက်ဆိုရင်ကမ်းပေါ်ကိုတက်လာပြီးတော့တစုံတရာကိုရှာဖွေတက်ပါတယ် တချို့ကဆိုရင်တော့မြေကမ်းသားမှာလမ်းလျှောက်နေတော့ခလန်လန်ကရှေ့ပြင်ပေါ်မှာလူရဲတစ်ခုလမ်းလျှောက်နေတာကိုမြင်လိုက်ရတယ်လို့ပြောကြပါသေးတယ်။အရိအေးဟာလည်းသူ့ရဲ့နားကိုကတ်လာတဲ့သူတွေကိုရေထဲကိုဆွဲချဖို့ကြိုးစားတယ်လို့ဆိုကြပါသေးတယ်။တချို့ကလည်းရေရောက်ထဲကနေပြီးတော့ထူဆန်းတဲ့အတန်တွေဒူရီယောရဲ့ငိုတန်တွေနဲ့တူတူလေးခေါနေတဲ့အတန်တွေကိုကြားရတယ်လို့ပြောပါသေးတယ်။အဲ့ဒီတရေဟာလူစားထိုးမဲ့လူမရမချင်းမြေထဲကနေဘရောမကိုလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့လည်းဒေတာခန့်တွေကယုံကြည်ကြပါသေးတယ်။ဒီတော့ကိုရီးယားကိုရောက်တဲ့အချိန်မှာဟန်မြေဘေးကိုညာဘက်ရောက်သွားရင်မိရေကိုတေချာလေးကိုမှကြီးကြီးလိုက်ကြပါ။ ခလန်လက်ကအရေးတခုကတင့်ကိုလူစားလဲဖို့စောင့်ကြည့်နေရမျိုးဖြစ်နေနိုင်ပါတယ်။နောက်ထပ်တရေကတော့ဆိုးမျိုးရဲ့အမြဲတမ်းလှုပ်ရှားနေတဲ့မြေရောက်ရထားပူရာယုံတွေမှာပါ။ရှင်လူကြီးတွေပြောကြတာကတော့မြေရောက်ပူရာယုံဟောင်းရဲ့မှောင်ရေးကြတဲ့ဥမင်လိုင်ကောင်းတွေထဲမှာအနေရဝစ်ဆော်ဝစ်ထားတဲ့အမျိုးသမီးတရားရှိတတ်တယ်လို့ဆိုကြပါတယ်။ဒီမျိုးသမီးဟာတခြားသောတရေလူမျိုးမဟုတ်ပါဘူး။သူမဟာလူတွေကိုဓာတ်ရက်၆လန်းတာမျိုးတော့မလုပ်ပါဘူး။သူမဟာလူတယောက်ရဲ့ခံစားချက်ကိုအာယုံခံပြီးတော့အဲ့ဒီသူရဲ့ကြောင်းရုံမှုကနေကိုအာယူတတ်ပါတယ်။တတိယထဲပူရာယုံတစ်ခုမှရဲနေတော့ယုတ်တိရဲ့အကြောင်းပဲကြောက်လာတဲ့အခါ ဒါမှမဟုတ်ရင်တစုံတယောက်ကတင့်ကိုကြည့်နေတယ်လို့ခံစားရတဲ့အခါမျိုးမှာသူမကပေါ်လာတတ်ပါတယ်။တင်းရဲ့နောက်မှာရဲနေတဲ့လူအုပ်ထဲကအနီယာဝိဆုံနဲ့အမျိုးသမီးကိုလှည့်ကြည့်လိုက်တတ်တဲ့အခါမှာသူမရဲ့မျက်နှာကထူးဆန်းစွာမှုန်ဝါနေတာမျိုးဒါမှမဟုတ်လုံအောင်ကူပါမျက်နှာမရှိတာမျိုးတွေလည်းပြင်ရတတ်ပါတယ်။အဲ့ဒီအခါမှသာတင်ဟာရုတ်တရက်ကိုကြောက်လန့်တကြောက်အော်လိုက်တာနဲ့သူမရဲ့အားဟာလည်းပို့ပြီးတော့ကြီးမားလာတယ်လို့ဆိုကြပါတယ်။သူ့ကိုတင်းတယောက်ထဲကသာမြင်ရပြီးတော့တခြားသောလူတွေကလည်းမြင်ရမှာမဟုတ်ပါဘူး။ င်ကတော့ကြောက်လေလေတရားဖို့ကိုနှီးဆက်လေလေဖြစ်တာကြောင့်အနီယာဝစ်ဆုံတဲ့အမျိုးသမီးကိုမြင်တာနဲ့မကြောက်မရအောင်လို့ကိုအကောင်းဆုံးစူးစမ်းလိုက်ပါနောက်ဆုံးတရားကတော့ဒေဂူမျိုးကရှင်းဟောင်းပစ္စည်းဆိုင်တစ်ဆိုင်မှာနေထိုင်တာဖြစ်ပါတယ်အဒီဆိုင်ထဲမှာရှင်းဟောင်းပစ္စည်းတွေအများကြီးရှိနေပေမဲ့လူတွေအာရုံစိုက်မိတာကတော့ကျွေသားနဲ့လှုပ်ထားတဲ့အယုတ်လေးတရုတ်ပါဒီရုပ်ဟာဆိုတော့ဖြင့်အပြင်ဘက်ကနေကြည့်ရင်တော့တာမန်အယုတ်ကလေးတရုတ်လိုပါပဲဒါပေမဲ့လူဒေတာခန့်တွေနဲ့ရှေးလူကြီးတွေပြောပြကြတာကတော့ဒီရုပ်ထဲမှာကလေးငယ်တယောက်ရဲ့ဝိညာဉ်ကိုထည့်သွင်းထားတယ်လို့ဆိုကြပါတယ်တချို့ကဆိုရင်တော့ဒီအယုတ်ရဲ့မလုံးတွေဟာ တို့သွားရနောက်ကိုလိုက်ကြည့်နေတယ်လို့ခန့်စားရတယ်လို့ပြောဆိုကြပြပါတယ်။ညာဘက်ဆွန်တော်ဖြင့်ဒီအယုတ်ဟာလည်းသူ့နေရာကနေလှုပ်ရှားသွားလာတက်ပြီးတခါတလေဆွန်တော်ဖြင့်စိုက်ပိတ်ထားချိန်မှာကလင်းငယ်ရဲ့ရှဲတန်လိုလိုငိုတန်လိုလိုအတန်တွေကထွက်ပေါ်လာတတ်ပါတယ်။စိုက်ပိုင်ရှင်ကလည်းဒီအယုတ်ကိုရောင်းချဖို့ကြိုးစားခဲ့ပေမဲ့ဘယ်သူမှကတော့မဝယ်ရကြပါဘူး။ဘာလို့လဲဆွန်တော်ဖြင့်ဒီအယုတ်ကိုဝယ်ယူသွားတဲ့သူတွေဟာထူးဆန်းတဲ့ဖြစ်ပျက်တွေနဲ့ကြုံတွေ့ရပြီးနောက်ဆုံးမှအယုတ်ကိုမူရင်းနေရာကိုပြန်ပို့ကြရလိုပါ။ဒီရုပ်ထဲကဝိညာဉ်လေးတွေဟာလေအေဂျင့်ဆိုအနာယူခြင်းနဲ့ဝိညာဉ်လားလက်စားချေဖို့ပဲစောင့်နေရလား ဒါမှမဟုတ်ရင်ကစားပေါ်ရှာနေတဲ့ဝိညာဉ်လားဆိုတာဘယ်သူမှမတော့မသိပါဘူး။ပရိသတ်တို့ကလည်းအိမ်မတယောက်တည်းဆိုရင်တတိထားပါ။ဘာလို့လဲဆိုရင်တော့ပြအမောင်းတဲမှာတစုံတယောက်ကအမြဲတမ်းစောင့်ကြည့်နေတယ်လို့ပဲဖြစ်ပါရင်ဒီလိုမျိုးအတွေ့အကြုံတွေကိုတွေးကြုံဘူးတယ်ဆိုရင်လည်းပဲ comment လေးမှာဖြေပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။